်မင်္ဂလာပါရှင်ကျမကေခိုင်ပါဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါရခိုင်ပြည်နယ်မောက်တော်မြို့နယ်မြောက်ပိုင်းဘင်္ဂလားဒေ့ရှ်နေဆက်ကအထက်အင်ချောင်းကျေးရွာအနီးမှာအာဆာအဖွဲ့ကတပ်ဖြတ်ပြီးအယိုးစုသာကျန်ရှိတော့တဲ့ရုပ်အလောင်း6လောက်ကိုစတေမာလာ28ရက်နေ့မှာတွေ့ရှိခဲ့တယ်လို့အော်တိုဘာလာ1ရက်နေ့မှာအရခတက်တော် A ကထုတ်ပြန်ခဲ့ပါတယ် ပြောတော့အုပ်မပြောတော့အုပ်အတွင်မှာတခြားကြီးတွေ့ရှိခဲ့တဲ့ရုပ်အလောင်း6လောက်ဟာမောက်တော်နေဆက်ကတမန်သားကြည်ော်နဲ့ဒုံညိုကြည်ော်တွေကပျောက်ဆုံးနေတဲ့ကြည်ော်သားတွေလို့အေကခုနှစ်ဦးခန့်မဲထားပါတယ်တွေ့ရှိရတဲ့အလောင်းတွေဟာစနစ်တကျမြုပ်နယ်ထားတာမဟုတ်တဲ့အတွက်အယူစုတွေသာကျန်နေပြီးဘယ်သူဘောဖြစ်တယ်ဆိုတာကိုသိရှိနိုင်ဖို့မုန်ခင်းဆေးပညာဝန်ထမ်းတွေနဲ့လူပြောက်မိသားစုတွေပူးပေါင်းပြီးတော့အလောင်းကိုခွဲကြံအဖြေရှာနေတယ်လို့ဆိုပါတယ် မော်ရော်မြို့နယ်တမန်သားကျော်က အမျိုးသား၄ယောက်နဲ့အမျိုးသမီး၁ယောက်တို့ဟာဩဂတ်စ်လကလေးကအင်းချောင်းကျော်ကိုဈေးတော်ရောက်တဲ့အချိန်ပျောက်ဆုံးနေခဲ့ပြီးဒုံညို့ကျော်ကကျော်သား၃ယောက်ဟာလေစတင်ပါလာတတိယအပတ်ကဝေါ်တော်ခုတ်ချိန်မှာပျောက်ဆုံးနေကြတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်တွေအရသိရပါရှင်။ ရှယ်ပြင်းနယ်တောင်ပိုင်းတောင်ကြီးမြို့မှာစတင်ပါလ30ရင်းနဲ့ညနေပိုင်းကစပြီးညပိုင်းအထိလိုင်စင်မဲ့ကအစီရ80ကျော်ဖန်စီရမိခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်။ဖန်စီခံရတဲ့ကားတွေကို210နဲ့တက်မြောက်ဘက်ကရင်ထင်းရဲဌာနမှာထားပြီးစစ်တပ်နဲ့နှိမ့်ဆက်သူတွေရဲ့ကားတွေကိုပဲပြန်ရွှေ့လို့ရှာတယ်လို့ဆိုပါတယ်။လိုင်စင်မဲ့ကားစီးတာချင်းတူပေမဲ့ပြည်သူတွေကပြန်မရပဲစစ်တပ်နဲ့နှိမ့်ဆက်သူတွေပဲပြန်ရကြတယ်လို့တောင်ကြီးမြို့ခံကပြောပါတယ် ။လိုင်စင်မဲ့ကားတွေကိုဖမ်းဆီးရမှာမိန်လန်းကိုအုံပြုပြီးတော်လာနေကြတဲ့မြို့အပြင်က TBC လေးမှ6မောင်နဲ့ဟိုပုံးကကားတွေဖြစ်တယ်လို့မြို့တွေကိုဝင်တဲ့ traffic လမ်းတွေနဲ့အစင်အတက်နေရာတွေကိုနှစ်ဖက်လုံးပိတ်ဆို့ဖမ်းဆီးတာလို့ဆိုပါတယ်။ဖမ်းဆီးခံရတဲ့ကားမျိုးစားတွေဟာ Toyota က Chrome, Wish, Alpha, Honda က GE6 GP1 Free GK3 နဲ့ Hijack စတဲ့ရင်အမျိုးအစားတွေဖယ်ဆီးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီတပ်က license မဲ့ကားနဲ့ cycle မောင်းနေတာတွေကို ပြီးခဲ့တဲ့ဇွန်လကနေစပြီးနင်းစိန်နဲ့အများဖယ်ဆီးနေတာပါလို့မြို့ခံတွေကပြောပါတယ်ရှင်ပြည်ခေတ်စတိမာလာ26ရက်နေ့ကဘကိုးတိုင်းပြည်ခရိုင်ပြည်မြို့ကန္နလန်ခရိုင်ကြန့်ခိုင်ရေးရုံမှာ ပြည်အောင်စုကြန့်ခိုင်ရေးနယ်ဖွံ့ဖြိုးရေးပါတီက ရက်ကွက်ကျေးရွာနေပြည်သူတွေနဲ့တွေ့ဆုံကမဲဆွယ်စည်းရုံးရေးလှုပ်ဆောင်ခဲ့တယ်လို့မြို့ကန်တွေကပြောပါရယ်။ချန်းခိုင်ရဲ့ပါတီကလွှတ်တော်ကိုယ်စားလှယ်လောင်းနေတဲ့လူထုတွေ့ဆုံပွဲအမည်တက်ပြီးတော့အချို့မဲဆွယ်စည်းရုံးတဲ့ပွဲကိုမြို့ပေါ်ရက်ကွက်ကျေးရွာအုပ်စုတွေကချန်းခိုင်ရဲ့ပါတီရက်ကျေးပါတီဝင်တွေကအုပ်ချုပ်ရေးမှူးယာယီမှုတွေကိုဖိအားပေးပြီးရက်ကွက်နေပြည်သူတွေကိုတက်ရောက်ခိုင်းခဲ့တယ်လို့ဆိုပါရယ်။အုပ်ချုပ်ရေးမှူးယာယီမှုတွေရဲ့ဖိအားကြောင့်ရက်ကွက်လိုက်ပြည်သူတွေကမဖြစ်မနေတက်ရောက်ခဲ့ရတာဖြစ်ပါရယ်။ တွဲဆောင်ပွဲမှာပြည်သူတွေအနေနဲ့ရွေးကောက်ပွဲမှာမဲပေးဖို့ရွေးကောက်ပွဲဖြစ်မြောက်အောင်ဝိုင်းဝန်းကူညီဖို့သူတို့အစိုးရတက်တဲ့အခါပြည်မျိုးကကျူးကျော်ရက်ွက်တွေရွှေ့ပြောင်းခိုင်းတာကိုယာယီရဆိုင်ပေးမယ်ဆိုတဲ့အကြောင်းနဲ့ကြက်ခံရေးပါတီတဲ့ဝင်တဲ့အခါစစ်မှုရန်ကနေကင်းလွတ်ခွင့်ပေးမယ်ဆိုတဲ့အကြောင်းတွေပြောဆိုကစီယုံခဲ့တယ်လို့သိရပါဗျ။အထူးကားကတော့ရွေးကောက်ပွဲမှာပြည်သူတွေသူတို့ကိုမဲပေးဖို့ ဒီ2025ရွေးကောက်ပွဲကိုပါတီတွေဝိုင်းဝန်းကူညီဖို့ဖြစ်မြောက်အောင်ပေါ့နော်သူတို့ပါတီတွေကိုဝင်လို့ရှိလို့ရှိရင်စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်ပေါ့နော်ဒါစစ်မှုထမ်းအသက်ပြည့်တဲ့ကျွမ်းဝင်တဲ့လူတွေဆိုရင်အဲ့လိုပြောဆိုစည်းရုံးတာရှိပြည်မျိုးပေါ်မှာဆိုရင်ကျူးကျော်ရက်ွက်တွေရှိတယ်ပေါ့နော်ရထားလမ်းလို့ဘေးလို့ဟာမျိုးပေါ့လမ်းဘေးဝဲရလို့ဟာမျိုးအဲ့ဒီနေရာကပြည်သူတွေကိုလည်းတကယ်လို့သူတို့အစိုးရတက်လာလို့ရှိရင်ဒါဆိုင်ငံ့အနေနဲ့ထားရှိလို့ရနိုင်တယ်ပေါ့နော်သူတို့အနေနဲ့ညှိနှိုင်းပေးမယ်ဆိုတဲ့တချို့မဲ့လုံးနေနဲ့မဲဆွဲစည်းရုံးနဲ့မကွေးတိုင်းကမ်းမ မြို့မှာလည်းတန်ခိုင်ရေးပါတီဝင်တွေကသူတို့ပါတီတဲ့ပါတီဝင်ဖြစ်တဲ့အခါစစ်မှုရန်ဥပဒေကနေကင်းလွခွင့်ရှိရဆိုပြီးပြောဆိုစည်းရုံးနေရတွေရှိတယ်လို့ကမ္မမြို့ကန်တွေကပြောပါတယ်။နိုင်ငံရေးပါတီတွေမဲဆယ်စည်းရုံးရမှာနိုင်ငံရေးအရေးမြစ်တွေကိုရှုသုံးတာဟာဥပဒေနဲ့မညီသလိုအခုလိုဥပဒေကိုလိုသလိုလှုပ်ဆောင်ခွင့်ရှိရလို့ပြောဆိုတာဟာလေနိုင်ငံရေးရန်ရာတစ်ခုလုံးဟာစစ်အာဏာရှင်စနစ်အောက်မှာတည်ရှိနေတာကိုမြင်သာစေတယ်လို့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတယောက်ကပြောပါတယ်။ နိုင်ငံပါတီတွေကဒီကောက်ဝယ်မှာမဲဆွဲတဲ့အခါနိုင်ငံရေးအမိတွေကိုယူသုံးခွင့်မရှိတယ်လို့အခုလိုမျိုးဥပဒေကိုလိုသလိုလုံးဆောင်နိုင်တယ်လို့ပြောတာဟုတ်လားရလဲနိုင်ငံရေးအမိတခုကိုယူသုံးတာနဲ့အတိတ်ပဲတူတူပဲပြောလို့ရတယ်ပိုဆိုးတာနိုင်ငံရေး institution တွေကိုမတရားရည်နဲ့ပတ်မှုနိုင်တယ်လို့ပေါ်ပြတယ်တူတူပဲပေါ့နော်ဆက်သားဘောင်ပေါ်ပြနေတယ်နိုင်ငံရေးရန်ရန်ကုလဆက်လာပြီးစနေအောင်မှာသိရှိနေရုံနဲ့ဆိုတဲ့ချက်ကိုလည်းပေါ်ပြနေလို့ဆေးဥစွာဒီရေကောက်ပွဲကိုဘလို့နည်းနဲ့မရရအောင်ဆိုရတဲ့ဒီမိုဗီစီဆန်လုံးတွေကို ဖြည့်ဆည်းတဲ့အနေနဲ့ကျင်းပမယ်ဆိုတော့လေဒီနည်းဖော်ပြနေတယ်စစ်ကောင်စီဟာသူတို့အရေးယူချင်းသူတွေကိုရွေးကောက်ပွဲဥပဒေအကြောင်းပြပြီးအရေးယူတာရရှိတယ်လို့သူတို့အရေးမယူချင်းသူတွေကိုတော့ဘယ်ဥပဒေချိုးဖောက်ပါစေအရေးမယူတာရှိတယ်လို့လဲဥပဒေပညာရှင်တွေကပြောကြပါတယ်စစ်ကောင်စီနဲ့ထိတိုက်တွဲခဲ့မှုတဲ့ဝါရင်ဥပဒေပညာရှင်တယောက်ကတော့ဥပဒေမရှိတဲ့စစ်တပ်ကိုဥပဒေလမ်းကြောင်းအရပြောဆိုရတာပြည်သူလူထုကိုအားနာကြောင်းသူ့ရဲ့အမြင်ကိုပြောပြပါတယ်သူကတော့မဲဆွဲတာပဲလေဘယ်ကက ရှောက်ပြောတာပဲလေကိုသူကြက်ခံကြီးကပြောတာလေပြီးတော့အဲ့ဒါကိုလည်းပဲအစိုးရမလိုက်နာပါဘူးအဲ့ဒါကြီးကလုပ်လည်းမပြေတော့ဘူးစုကပြီးတော့ကင်းလို့ခွင်လည်းမရပါဘူးအယူပြောအယူယုံပဲလေစိတ်ဝင်စားပါဘူးအဲ့ဒါဆိုသူတို့တို့ဥဒေယျရှောက်ပြောတာလေစစ်တပ်ဆိုတော့ဘယ်တော့မှလည်းခရီးမတည်ဘူးအစိုးရဆော်အားဖို့လည်းမနေဘူးတရားဥပဒေလည်းမရှိဘူးပေါ့တရားဥပဒေမရှိတဲ့လူတွေကိုတရားဥပဒေစကားနဲ့ပြောရတာပြည်သူလူထုလည်းအများအားနာပါတယ်စစ်ကောင်မရှင်ကအထွေထွေရွေးကောက်ပွဲကိုဒီဇင်ဘာလ28ရက်နေ့မှာပထမပိုင်းအဖြစ် မြို့နယ်တရား2မြို့နယ်မှာပြုလုပ်သွားမှာဖြစ်ပါတယ်။ရွေးကောက်ပွဲမှာတနိုင်ငံလုံးအဆင့်ပါတီ6ခုကရှင်ပြိုင်မှာဖြစ်ပြီး52ပါတီကပြည်내နဲ့တိုင်းလွှတ်တော်မှာရှင်ပြိုင်မှာဖြစ်ပါတယ်။ပါတီတွေနဲ့စံခံရေးပါတီကကိုယ်စားလှယ်ပေါင်း1000ကျော်နဲ့အများဆုံးဝင်ပြိုင်မှု UEC ကိုစည်းရင်းပေးထားပါတယ်။ဒီမှာတည်ပြီးပါ မန္တလေးတိုင်းကြောက်ပတောင်မြို့နယ်မကြီးတိုင်းကျော်အနင်းကျမောက်တောင်ရှေလောက်တမန်ရေပိုလွဲကနေရေကျော်နေတဲ့အတွက်မိထီလာကြောက်ပတောင်ကာလင်ပိုင်းကိုယာယီပိတ်ထားရပြီးရင်တွေပိတ်ဆို့နေလို့မြပြင်ကူညီကိစ္စရဲ့အဖွဲ့တွေစီကတီးရပါတယ်။ကြောက်ပတောင်မြို့နယ်မှာစတင်ပါလာ29ရက်နဲ့30ရက်နေ့မှာနေရက်ဆက်တိုင်မိုးရော့သွန်းခဲ့တဲ့အတွက်ကျမောက်တောင် ရေလောက်တမန်ကရေပိုလွဲကနေရေတွေကျော်တက်သွားတာကြောင့်ခီးတော်တဲ့ဘေးအဲ့ရဲကင်းရှင်းဖို့ကြောက်ပတောင်မိထီလာတော့ကာလင်ကိုခီးတော်လာဖြတ်တဲ့မှုယာယီပိတ်ထား ားတာလို့ဆိုပါတယ်။အဲ့ဒီလိုကလည်းပိတ်ထားလိုက်ရတဲ့အတွက်ရက်တက်နေရတဲ့ကားတွေမနေဘူးလို့ဒေသခံတယောက်ကပြောပါတယ်။ကြောက်ပတောင်မိထီလာကလည်းမိုင်တိုင်အမှတ်၅ဆင့်တမိုင်၄ဖာလုံးကနေ၇ဖာလုံးကျနေဆေးရင်မြောက်တစ်ချောင်းမြင်းနေရနေရတွေမှာရေ၅ပင်ကနေ၆ပင်ကျော်အထိရေတန်းနေရလို့သိရပါတယ်။ရေကြီးရေချမ်းဖြစ်နေတဲ့ကြောက်ပတောင်မိထီလာကလည်းမှနေမြကန်မင်းသက်တပ်ဖွဲ့တွေလူမှုကူညီရေးအသင်းတွေကကူညီကေစီရေးလုပ်ငန်းတွေလုပ်ကိုက်ပေးနေတယ်လို့သိရပါတယ်ရှင်။ ဖိလစ်ပိုင်နိုင်ငံအလေးပိုင်းကိုထိခိုက်စေခဲ့တဲ့ပြင်အား6.9အဆင့်ရှိတဲ့ငလျင်လောက်ခတ်မှုကြောင့်တည်ဆုံးသူ69ဦးအထိမြင့်တက်လာခဲ့တယ်လို့တဘောဝဘေးအန်ရဲ့ဆိုင်ရာတာဝန်ရှိသူတယောက်က အော်တိုဘာလာတည့်ရနဲ့ဘုံတဟူနေမှာပြောကြားခဲ့ပြီးတော့အသက်ရှင်သူတွေကိုရှာဖွေဖို့နဲ့မင်းသုံးဆွဲမှုရေပေးဝယ်ရေးစနစ်တွေကိုပြန်လည်ထူထောင်ဖို့အတွက်အစိုးရကအဖွဲ့အစည်းတွေကိုစေလွှတ်ခဲ့ပါတယ်။စတေမာလာ30ရန်နဲ့အင်္ဂါနဲ့ည10နာရီမတိုင်ခင်မှာစီဘူးပြည်နယ်မြောက်ဘက်ရှိဘိုကိုမြို့အနီးကံလွန်ပင်လယ်ပြင်ကိုဗဟိုပြုပြီးရေတိမ်ပိုင်းကနေလှုပ်ခတ်ခဲ့တာပါ။ အခုနှစ်အတွင်းနိုင်ငံရဲ့အဆိုရဆုံးဘေးအန္တရာယ်တွေကတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပြီးနှစ်တရာကျော်သက်တမ်းရှိတဲ့ဖျားကြောင်အပါအဝင်အဆောက်အုံတွေပြိုကျခဲ့ပါတယ်။ဆေးရုံမှာလည်းလူနာတွေပြည့်ရှံနေပြီလို့အရက်ဖက်ကောက်ွယ်ရဲ့အရာရှိ Refie Alajadro ကသတင်းထောက်တွေကိုပြောပါတယ်။ဖိလစ်ပိုင်နိုင်ငံရဲ့ရေပန်းအစားဆုံးခီးသောနေရာဖြစ်တဲ့စီဘူးပြည်နယ်မှာလူဦးရေ3.4တန်းနေထိုင်ပါတယ်။တင်းဆုံမှုတွေနဲ့ပတ်သက်ပြီးစစ်စစ်မှုတွေကိုဆက်လက်လှုပ်ဆောင်နေတယ်လို့တာဝန်ရှိသူတွေကပြောကြားပါတယ်ရှင်။ တရုတ်နိုင်ငံကြည်လင်းပြည်နယ်တရားရုံမှာစတင်ပါလာ28ရက်နေ့တနင်္ဂနွေနေ့ကစိုက်ပျိုးရေးနဲ့ကျေးလက်ရေးရာဝန်ကြီးဟာထန်ရံကျန်းကိုလက်ပေးလက်ယူမှုနဲ့တည်တဲ့ချမှတ်ခဲ့တယ်လို့နိုင်ငံပိုင်ရုပ်သက် CCTV ကအစီရင်ခဲ့ပါတယ်။ထန်ရံကျန်းဟာ2000ခုနှစ်ကနေ2024ခုနှစ်အထိရာထူးဌာနအသီးသီးမှာရုံငွေ268သန်းဒေါ်လာ38.6တန်းကျော်တင်ဖို့ရှိတဲ့ငွေကြေးနဲ့ပစ္စည်းတွေအပါအဝင်တစိုးလက်ဆောင်ရယူခဲ့ကြောင်း CCTV ကဖော်ပြပါတယ်။ ။ထရရန်ကျဲဟာသူကျူးလွန်ခဲ့တဲ့ရာဇဝမှုတွေကိုဝန်ခံခဲ့တာကြောင့်တေရဲကိုနနစ်ဆိုင်ငက်ပေးထားတယ်လို့ချန်ချွန်းအလီအလက်အစင်ပြည်သူတရားရုံးကဆိုပါတယ်။ထရရန်ကျဲဟာအကျင့်ပြခြားစားမှုတိုက်ဖြည့်ရေးစောင့်ကြည့်အဖွဲ့ကစုံစမ်းစစ်ဆင်မှုခံရပြီး6လအကြာမှာရာထူးဖြုတ်ချခဲ့ရက2024ခုနှစ်နိုဝင်ဘာလမှာတော့တရုတ်ကွန်မြူနီပါတီကလည်းသူ့ကိုဖိရှားခဲ့ပါတယ်။ကာကွယ်ရေးဝန်ကြီးလီရှန်ဖုန်နဲ့သူ့အရင်ကာကွယ်ရေးဝန်ကြီးဟာဖွေဖုန်ဟာ သူတို့ကိုစစ်ဆင်မှုတွေပြုလုပ်ခဲ့ပြီးထရန်ကျန်းကိုအလားတူစုံစမ်းစစ်ဆင်မှုဟာထူးထူးခြားခြားမြန်ဆန်ခဲ့ပါရဲ့ရှင်ဒီပွဲရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခေကြရတာပါကျွန်မကေခိုင်ပါကျေးဇူးတင်ပါတယ်ရှင်